မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို drone နဲ့ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ခွေးအများအပြားထိခိုက်ဒိဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အောက်တိုဘာလ9ရက်နေ့မှာမြင်းညံမြို့ပေါ်ကနေအင်အား300လောက်နဲ့ ညောင်မင်းရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကရွာကြီးရွာကစတင်ပြီးတော့စစ်ကြောင်းသွားလာရလမ်းတလျှောက်ကိုအော်တိုဘာလ22ရက်နေ့အထိဘုံသီး58လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားအများပြားထိခိုက်သေးဆုံးမှုရှိပြီးတော့အရေးအတွက်အတိအကျကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရှော်ဗျူကျေးရွာကိုရောက်ရှိနေတယ်လို့ပြောပါတယ်။ စစ်ခွေးတွေတဲ့စည်ရင်အတိအကျတော့မသိရသေးဘူး။ဒဏ်ရာရတဲ့စစ်ခွေးတွေ၊ပြူခွေးတွေကိုမြင်းညာစေးုံကိုတဲသွားတာတော့တော်တော်များတယ်။ပထမဆုံးနေ့ကညောင်မင်းရွာပွဲမှာတင်အလုံး20လောက်ကျဲချလိုက်တာဆိုတော့တော်တော်ကိုထိကုန်တယ်။ညောင်မင်းရွာအဝင်မှာချတာမှတော်တော်ကိုထိတာ ဲ့ဒီမှာထိတာတွေကိုအိမ်စည်းက၃စည်းနဲ့တဲသွားတာအင်အားကများတယ်ညောင်မင်းရွာကနေရွာကြီးဘက်လမ်းဆောင်အထိကိုလမ်းတစ်လျှောက်ချထားတာအခုဆိုရင်ညောင်မင်းရွာရွာကြီးကန်တောင်တာယာကုန်းနဲ့ဂုံးတာအကုန်ကျော်သွားပြီလို့မြင်းကြံခရိုင်အမှတ်တဲတိုင်းရင်းကတောင်ရှိသူကပြောကြားထားပါဗျာ ၎င်းတိုက်ခိုက်မှုကိုမြင်းညာခရိုင်အမှတ်၁တိုက်ရင်အမှတ်၈တိုက်ရင်နထိုးကြီးမြို့နယ်ပကောက်ဖားနယ်ရေးစကြိုတပ်ပေါင်းစု drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကလက်နက်ကြီးများ drone များနဲ့ပြန်လည်တိုက်ခိုက်ခဲ့တော့လေဒေါ်လန်ရေးပေါ်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်သခိုင်းတိုင်းရေးဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြို့နယ်ကသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာ22ရက်နေ့ည9:00နာရီခွဲအချိန်ကမှရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုရေဦးမြို့နယ်ရွာသစ်ရွာအနီးအရောက်မှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲ မွန်ပြည်နယ်ဘီးလင်းမြို့နယ်တပြင်းနီပရိုက်တာကျောင်းအနောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုလည်း drone နဲ့တိုက်ခိုက်ခဲ့ကြောင်းတပြင်းညို PDF ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ23ရက်နေ့မနက်9:38မိနစ်အချိန်ကမှဘီးလင်းမြို့နယ်တပြင်းနီပရိုက်တာကျောင်းအနောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား80ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကို ခွန်ရှစ်35တက်ခွဲလေးတပြင်းညိုတက်ဖွဲ့က drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်မှုရှိတော့လေအရေးအတွက်ကိုတော့အထိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကန်းတိုက်တမူးမြို့နယ်တမူးကလေးလမ်းမပေါ်မှာရှိတဲ့ နမောတာကြေးရွာကိုတော်လိုင်းအင်အားစုများကပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးတော့လက်နက်တချို့ကိုလည်းတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ22ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ ပန်းသာကျေးရွာအခြေစားစေကောင်စီပူးပေါင်းတပ်ဖွဲ့များကိုတော်လိုင်းအင်အားစုများကပြန်လည်ခုခံတိုက်ခိုက်လို့နမောသားကျေးရွာကိုအခုလိုမျိုးပြန်လည်ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်စေကောင်စီရဲ့စစ်ကြောင်းကခမိတ်ကျေးရွာဘက်ကနေပြီးတော့မနက်အစောပိုင်းကစစ်ကြောင်းထိုးလာတာပါနေ့လယ်ပိုင်းလောက်မှာနမောသားကိုလည်းပေးလိုက်ရတယ်တော်လိုင်းအဖွဲ့တွေကတံပြန်ထိုးစစ်စင်တော့ညနေပိုင်းလောက်မှာနမောသားကိုပြန်ရတာပါရှင်းလင်းရေးလို့တော့စစ်ခွေးတွေဘက်ကကြံခဲ့တဲ့အလောင်းလေးလောင်းနဲ့လက်နက်ခွနလက်သိမ်းဆီးရမိခဲ့တယ်လို့ရှေးတန်းသတင်းရင်းမြစ်ကပြောပါတယ်အခုလိုမျိုးတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတယ်တမှု ုတ်ကလေးလမ်းပေါ်မှာရှိတယ် နမောတာချေးရွာကိုခဏတာစေကောင်းစီတပ်ဖွဲ့ကိုပြန်ပေးလိုက်ရပေမယ့်တော်လိုင်းအင်အားစုများကတံပြန်တိုက်ခိုက်နိုင်ခဲ့လို့အော်တိုဘာလ22ရက်နေ့ညနေပိုင်းမှာပဲပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုတော်လိုင်းအင်အားစုများတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ခွေးတွေရဲ့အလောင်း၄လောင်းနဲ့လက်နက်9လက်ကိုတိမ်းစီရမိခဲ့တယ်လို့ဆိုပါတယ်။ကလေးတမူလမ်းပေါ်မှာရှိတဲ့တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့နမောတာချေးရွာကိုဘန်းသာချေးရွာအခြေစိုက်စစ်ခွေးတပ်များကမကြာခဏဆိုးသလိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရတော့ဘကိုးတိုင်းပြည်မြို့မှာနေကြော်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရောင်းစားနေတဲ့ပြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့ညနေပိုင်းမှာပြည်မြို့နဝင်းကွက်တဲ့14လမ်းမှာနေထိုင်တဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ရောင်းစားနေတဲ့ပြူစောတိရာဇာကြီးနဲ့မိုးကြော်ကိုအမှတ်959အလို့ယုံတက်ခွဲလျှက်စစ်နဲ့ဆက် တက်ရင်ကစစ်သားများကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီပြူစောတိနှကောင်ကိုဖမ်းဆီးသွားပြီးတဲ့နောက်အမတ်99ကိုလျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာအလုပ်ယုံတက်ခွဲ99ကိုလျှက်စစ်နဲ့စက်တပ်မှာဖမ်းဆီးထားပြီးတော့စစ်ဆေးမှုများကိုလုံဆောင်နေတယ်လို့သိရပါဗါးအဲ့ဒီအောက်တန်းစားပြူစောတိနှကောင်ကပြည်မြို့မှာနာမည်ဇွန်းနဲ့ကြော်ကြားနေတဲ့ကောင်းနေပါ တွေးသမျှလူငယ်တိုင်းကိုဖမ်းဆီးပြီးတော့စစ်ခွေးတွေကိုပြန်ရောင်းစားနေတာဒီကောင်နေနှစ်ကောင်ကိုစစ်ခွေးတွေကပြန်ဖမ်းသွားတယ်ဆိုလို့ပြည်သူတွေကဝမ်းသာနေကြတာနဲကြော်ပြီးတော့ပေါ်တာဆွဲလို့ဖမ်းတာလို့သိရပေမဲ့ဖမ်းဆီးတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဒေတာရင်းစီရေးသတင်းအရေးမြစ်ကပြောပြထားပါရယ်အလားတူပဲအော်တိုဘာလ15ရက်နေ့ကလည်းပြည်မျိုးစင်စုရက်ကကန်နာလန်မှာရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာနေထိုင်နေ အရန်မီးသတ်နှစ်ကောင်နဲ့မြို့နယ်ထွေးအုပ်ရုံးကဆွေမျိုးတော်ဆက်သူတအုပ်ကိုပြည်မျိုးကိုငါကိုတရင်ကစစ်ခွေးတွေနဲ့ပြူခွေးတွေကကားနဲ့လာပြီးတော့ပေါ်တာဆွဲဖမ်းဆီးရာကနေစစ်သားအချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်စီရေးတရင်ကတော့သကိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကိုအကြံပတ်ဆက်တက်ကအစစ်ကားများပို့ဆောင်ပြီးတော့ကြေးရွာများကိုစစ်ကြောင်းထိုးရန်နမခဌာနချုပ်မှာအင်အားတွေဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ18ရက်နေ့ကစတင်ပြီးတော့စာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီတဲကိုအချက်ပတ်ဆက်တက်ကအစစ်ကားများပို့ဆောင်နိုင်ရန်အနီးနားမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။သို့တော်လည်းစစ်ခွဲစစ်ကြောင်းမှာအင်အားအနည်းငယ်သာပါနေတဲ့အတွက်ကြောင့်ဆယ်တဲရွာမှာတက်ဆွဲထားပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထပ်မံလာရောက်မဲ့အင်အားကိုစောင့်ဆိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။အချက်ပတ်စစ်ခွေတပ်ဟာလက်ရှိချိန်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကားအစီးရေ20ကျော်အပါအဝင် အဆက်ကားများပါရောက်ရှိနေပြီးတော့စစ်မှုထမ်းတပ်သားတဲ့အများအပြားကိုခေါ်ဆောင်ကအင်အားတွေဖြည့်တင်းထားတယ်လို့သိရပါဗျာ။ ်ဒီကောင်လေးအက်စစ်ကားတွေနဲ့စစ်ကား20ကျော်လောက်ကနမခတဲကိုရောက်နေပြီလို့သိရပါတယ်နမခတဲကအခုအက်စစ်ကားတွေရောစစ်ကားတွေရော အစီး20ကျော်လောက်ရှိတယ်နောက်ပြီးတော့စစ်မှုထမ်းတပ်သားတွေလည်းအများအပြားခေါ်လာတယ်လို့သိရတယ်အဲ့ဒီဟာတွေကလည်းဝမ်ပေါင်ထဲကိုစုပြီးတော့စစ်ကြောင်းထုံးမဲ့သဘောရှိတယ်ဒီကောင်လေးလည်းဘူဟာတော့ခင်းနေပုံရတယ်ကျွန်တော်တို့ကြားထားတာကတော့တလားစီမံကိန်းနဲ့စစ်ကြောင်းထုံးမယ်လို့သတင်းတွေကြားထားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အော်တိုဘားလ23ရက်နေ့ညပိုင်းကလည်း တရုတ်ဝမ်ပေါက်ကုမ္ပဏီဝင်းထဲမှာတပ်ဆွဲထားတဲ့စိတ်ခွေးတက်ကိုဒေါ်လိုင်းတက်များက တရားခွန်မမရှော့တိုက်ဒုံများနဲ့နေရဘောင်းဆောင်ကနေပြန်လဲပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဲ့ဒီကုမ္ပဏီဝင်းအတွင်းမှာကြောက်ရောက်ပောက်ကွဲမှုတွေဖြစ်ပွားပြီးတော့မိတွေလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဝမ်ဘောင်းကုမ္ပဏီဝင်းအတွင်းအရေးပေါ်အော်အော်ဆွဲတာများလဲတညာလုံးထွက်ပေါ်ခဲ့ပြီးတော့မိသက်ကားများစစ်ကားနဲ့ရဲကားတွေရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဝမ်ဘောင်းကုမ္ပဏီအနီးမှာရှိတဲ့ကြေးရွာ၁၁ရွာကျော်ကတောင်းနဲ့ချီးတဲ့ဒေသခံပြည်သူများဟာစစ်ရေးတင်းမာနေတဲ့အထွက်ကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခမောင်း င်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ဘတ်စစ်ခွေးတက်က112လေးရင်နဲ့ဘုံ96လုံးကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလာ24ရက်နေ့မွန်လွဲ2:53မိနစ်ကနေအချမ်းမစစ်တပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့112လေးရင်တစည်းကဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကို ဘုံ56လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့ဂျီဝါနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုနိုင်သေးဘူး။ဒရယ်ဦးကနေတက်လာတဲ့112လေရင်ကဇက်တိုက်ကိုပြန်ဝဲပြီးတော့ဘုံချဲသွားတယ်ဘုံအလုံးရေတော်တော်များတယ်ကျွန်တော်တို့ရေထားတာဆိုရင်ဘုံ96လုံးကို10ချိန်အောင်ကျဲချသွားတာလို့ wallet informational network ကတောင်းရှိသူကရှင်းပြထားပါဗျ။အလားတူပဲရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ကောပိုင်ရွာဖုန်ကြီးကျောင်းကိုလည်းအချက်မဲ့စစ်တပ်က jet fighter နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖုန်ကြီးတပါပြန်လည်တော်မူခဲ့ကြောင်း TNL ရဲ့ထုတ်ပြန်ချက်များနဲ့ဒေသခံပြည်သူများကပြောကြားထားပါဗျ။ မနေ့ကအော်တိုဘားလ24ရက်နေ့ညနေပိုင်းမှာအချက်မှတ်ဆက်တဲ့ကကြောင်မင်းမြို့နယ်ကောပောင်ရွာဖုန်ကြီးကျောင်းကို Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဖုန်ကြီးတို့ပါပြန်လုံတော်မူခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဘားလ22ရက်နေ့ကလည်းထီးချိုင်းမြို့နယ်တော်မရွာအနီးကိုဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများတော့ထိခိုက်မှုမရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့မှာအမှတ်၄ရပ်ကွက်အုပ်ချုပ်ရင်းမှုစိုးဝေနဲ့စစ်သားတအုပ်တို့ပြစ်ခတ်ခံရပြီးတေဆုံသွားပြီးတဲ့နောက်စစ်ခွဲတပ်ကတင်ငန်းတော်ရွာကိုဝင်းအောင်စီးနှင်းပြီးတော့မိရှုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ23ရက်နေ့မနက်ပိုင်းမှာအမှတ်၄ရပ်ကွက်အုပ်ချုပ်ရင်းမှုစိုးဝေနဲ့စစ်သားတအုပ်တို့ကိုအမည်မသိတဲ့တနတ်သမားများက အမကရှစ်ကျောင်းအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာနောက်ဦးစလုံးတေဆုံးသွားတယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မင်းနဲ့ပိုင်အချာမှာစစ်ခွေးတွေရောက်ရှိလာပြီးတော့အုတ်ချုပ်ရေးမှုစိုးဝေနဲ့စစ်ခွေးရဲ့အလောင်းတွေကိုလာရောက်ပြီးတော့ကောက်ယူသွားတယ်လို့သိရပါဗျ။ဒါအပြင်အမကရှစ်ကျောင်းအနီးတစ်ဝိုက်ကိုလည်းစစ်ခွေးတွေကပိတ်ဆို့ပြီးတော့စစ်ဆေးမှုများလှုပ်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ခွေးအုတ်ကြီးနဲ့စစ်ခွေးတကောင်ဘဲကနေပြန်လာတာလဲတော့မသိဘူးနှကောင်စလုံးပြစ်ခံရပြီးတော့ရှင်းသွားတယ် ပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူးစစ်ခွေးတွေရောက်လာပြီးတော့ကျောင်းသားတဝိုက်ကိုပိတ်ဆို့ဆစ်ဆဲတာတွေလုပ်သွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်မနေ့ကအော်တိုဘားလ24ရက်နေ့မွန်လွယ်3နာရီခွဲအချိန်ကမှလည်းအချက်မဲ့စစ်တပ်ကပလောမြို့နယ်တင်ငန်းတော်ရွာကိုဝင်းအောင်စီးနှင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်အချက်မဲ့စစ်တပ်ရဲ့မိရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်ဘလောက်မီးလောင်သွားလဲဆိုတာကိုအတိမပြုတ်နိုင်သေးပဲအကြမ်းဖက်စစ်ခွေးတွေကလက်ရှိအချိန်ထိရွာထဲမှာပဲရှိနေသေးတယ်လို့ပြောပါတယ် တင်ငန်းတော်ရွာလေးကိုစစ်ခွေးတွေဝင်းရောက်စီးနေမိရှို့သွားတာပါအိမ်ဘယ်နှလုံးလောက်မိရှို့ဖျက်ဆီးခံလိုက်ရလဲတော့မသိရသေးဘူးပြည်သူတွေလည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ